မနီမာဒါကတော့တဲရဲ့ daily vlog ပေါ့နော်အဲ daily vlog လေးရိုက်ပေးပါလို့တောင်းဆိုကြရလေးတွေ့ရပုံမှန်တနေ့တာမှာဗာလေးလုတ်တယ်ဆိုတာလေးရိုက်ပြသွားမယ်ပေါ့နော်အဲ့တော့မြတ်တွင်နေအရန်ကြာနေဘာလို့ဆိုတော့တဲအရှိရက်တည်းကအရန်ဖြာသွားပေါ့နော်ဒီ9ရက်စတိုက်လောက်ဖြာတော့မြတ်တွင်နေလည်းတောက်လျှောက်ကြာသွားတယ်ပေါ့နော်အဖျားတရားတရားနဲ့မှโอ้2เตีย3ออกก็นี่ลงว่าไม่ซึ้งวะเนาะเตียที่อกูเปียงจ้าผิดตาวะเนาะพี่เตียอ่ะโหลหนีปูเร่ถั่วไล่ အာအေးတွေလည်းဝင်လိုက်အဲ့လိုဖြစ်နေရောကားလည်းပြန်ဝင်လိုက်နေဆိုတော့ဟွန်းဒါဆိုရင်ပြီးသွားပါပြီအခုကအောက်မှာလင်းလာတော့မှာဆိုတော့ အာမိတ်ကတော့လိမ့်မယ်ပေါ့နော်မိတ်ကလိမ့်မှုတော့အောက်ကိုတားလိုက်ပါအောင်မယ်အခွားတော့တဲမိတ်ကလိမ့်တော့မယ်ပေါ့နော်တဲမိတ်ကလိမ့်နိုင်လုံးလေးလောက်ထားရှိရဲ့အကျင့်လေးရပါလဲဆိုတော့တဲဘေးနားမှာဗီဒီယိုလေးဖွင့်ပြီးတော့တခုခုနားထောင်နေတတ်တယ်ပေါ့နော်အခုနောက်ပိုင်းကတော့တဲ online class တက်နေရဆိုတော့ဒီမှာတင်ထားတဲ့ဗီဒီယိုလေးတွေကိုဖွင့်ပြီးတော့နားထောင်တတ်တယ်ပေါ့နော်အဲ့တော့တဲဒီဘက်ကမိတ်ကလိမ့်နဲ့တခါရဲအလုံးနှစ်ခုပြီးရပါပေါ့နော် Articles A and A dot A သုံးရမှာလား N သုံးရမှာလားတမမဟုတ်တဲ့သုံးရမှာလား Sorry ဘုရားရှိရှင်နေနေပြီလား things are not. The articles you have are they. A and the. Well, where can I do ya? I go no. Can we do that? Now do I get the. Oh, là. Ta bị đá. Why mà tôi tự chỉ bảo là sao bị anh em? Khổ sao thì sao tôi tụi. Nó? Tôi tụi đi sao? Nên mẹ nó. Nên mẹ nó. ။ဒီထဲမှာဟိုက file လေးနဲ့ file အစိမ်းလေးနဲ့လာမသိဘူး။ကဲခုကတော့ ready ဖြစ်ပြီဆိုလို့ရှိရင်ဒီခဏနေကြလို့ရှိရင် shooting သွားပါတော့မယ်။ကဲဒီနေ့ကတော့ကြောင်ညာ shooting နေ့လေးပေါ့နော်။တဲ daily life ကတော့ဒီလိုပဲ shooting နဲ့အိမ်နဲ့လဲနေတာပေါ့နော်။ဒီနေ့ကတော့တရားကြောင်ညာ shooting ဆိုတော့အခုရောက်ပြီဆိုတော့အထဲဝင်လိုက်ပါအောင်မယ်။ကဲခုကတော့အာစောနေသေးတယ်ဆိုတော့မြတ်ရသေးပေါ့နော်။ coffee ဆိုင်မှာရိုက်ပွားကြီးအခုကဒါနောက်ထပ်တစ်ခုပေါ့နော်။ အဲ့တော့ shooting squad ပေါ့နော် shooting မှာပါ theory အဲ့လိုကောင်လာမိုင်းကဲဒီနေ့ shooting လေးကတော့ဆော့ဆော့ပြီးရပါတော့။ဘာလို့ဆိုတော့တော်တော်ကြောင်းကြ shooting ဆိုလို့ရှိရင်အပုံမဲ့ဆော့ဆော့ပြီးတတ်တယ်။အဲ့တော့အချိန်လေးစောနေရတယ်။တဲရဲ့ team နဲ့တူနေ့လည်းသာသာစမယ်ပေါ့နော်။လိုက်ခဲ့ပါဦး။ ပါတော့နေ့လယ်စာမှာထားတော့လေတက်တက်နေရဲ့ GYS online classes ရဲ့ conversation ကနေပြီးတော့ဆရာအောင်စာလမ်းမီးနေရပါတော့။တို့လိုလုံးခွင့်ဝင်နေတဲ့သူတွေကြတော့လေတကူတကရဲ့အချိန်ပေးပြီးတော့တက်ဖို့ဆိုတာမလွယ်ဘူးလေ။အဲ့တော့ခုရသလိုလေတော့လေ့ကျင့်ရတာပေါ့။တကယ်လို့ကိုလောက်ထား lesson လေးရှိလို့ရှိရင်လည်းဒီကနေပြီးတော့လမ်းပြလို့ရတယ်။ပြီးတော့ဓာတ်ပုံလေးနဲ့လည်းရိုက်ပြီးပို့လို့ရတဲ့တော့အရန်စင်ပြေရဲ့။တကယ်တော့ဒီမှာအလက်ချိန်လေးဆိုလို့ရှိရင်တကယ်ဒီကနေပြီးတော့စာလမ်းလမ်းမီးရဲ့။ တယ်။တဲ့ကိုကြည့်လိုက်တယ်အားရဘူးမရှိဘူး။ပုံမှန်လုပ်နေတယ်။ဒီလိုကြီးရထမင်းစားကြီးရဲ့နားပါအောင်အဲ့ဒီမတင်မှန်းမှဘူးနေအဲ့ဒါလေအင်္ဂလိပ်စာ online class ကြီး join လုပ်ရတာလေးလာ online class ဆိုတာလေအနည်းဆုံးအချိန်တစ်နာရီလောက်ပေးပြီးလေ့လာတာမဟုတ်လား ုံးမာရဲ့တက်တက်တာလေ GWS ဆိုရယ် Oracle Access မှာတက်တာသူက website ကလေ့လာတာဆိုတော့ they will allow ပါတယ်သူတွေကဘယ်ချိန်ဘယ်နေရာမှာမဆိုအချိန်မရွေးလေ့လာလို့ရတယ်ဘာတက်လက်တက်ချင်တယ်ဒါပေမဲ့လေအချိန်ကလုံးဝမရှိတော့ဘူးတက်ရမှာလည်းမရှိဘူးလို့ဖြစ်နေတယ် GWS Oracle Access ပါလေအချိန်ကလုံးဝမရှိရတဲ့သူတွေဆိုလို့ရှိရင် ABC ကနေတော့စတင်နေတဲ့အတန်းလေးရှိရယ်အော်ပြီးတော့တက်လို့မျိုးအခြားဘာသာစကားတွေထပ်ပြောလေ့လာရှိသေးတယ်ဆိုလို့ရှိရင် email စာသင်တန်းပြောမှာကိုရီးယားထိုင်းဂျပန်စတဲ့တန်းဝင်တွေရှိတယ်တရားလုံးများတတ်တဲ့သူဆိုတော့အားရချိန်လေးမှာရအ ောင်အင်္ဂလိပ်စာလေ့လာဖြစ်တဲ့ GWS က online class ဖြစ်တဲ့အတွက်သင်တန်းတော့တက်ဖို့အချိန်မပေးနိုင်တဲ့အတွက်ဆိုလို့ရှိရင်အရန်အဆင်ပြေတယ်။တကယ် online class ရလို့ရှိရင်လည်းဘယ်ချိန်ဘယ်ချိန်ဆိုပြီးအတိအကျတတ်ရတာမျိုးဆိုလို့ရှိရင်လည်းတဲအတွက်အဆင်မပြေပြန်ဘူးပေါ့နော်။ GWS ကကြတော့ website ကလေ့လာတာဖြစ်တဲ့အတွက်တဲအားတဲ့အချိန်တိုင်းဗီဒီယိုလေးတွေကိုအလွယ်တကူဝင်ပြီးတော့လေ့လာလို့ရတယ်။ပြီးတော့အားတဲ့အချိန်လေးဆိုလို့ရှိရင်တရားသူတို့တင်ထားတဲ့ quiz လေးတွေကိုဖြည့်ကြည့်ရပေါ့နော်။ပြီးတော့ lesson လေးတွေဖြည့်ရဲတဲမသိရလေးရှိလို့ရှိရင်တဲဆရာကို conversation ကနေပြီးတော့စာလဲလက်မိလို့ရတယ်။ဆောင်းသားရဲ့ချစ်ချစ်လေးတင် လို့ရတဲ့ weekly some practice လေးရှိရတဲ့အတွက်လည်းအရင်အောင်အစဉ်ပြေရတယ်။ဟုတ်ကဲ့လေ။ grammar အတွက်ရ business speaking အတွက်ရလေ့လာရတာ။တော့လေစကားတော့တက်တက်လေးကျင်းလို့ရတဲ့အတန်းလေးရရှိတာဆိုတော့တော်တော်လေးစုံတယ်။ကောင်းလိုက်တာအခြေခံလုံးလုံးမရှိတဲ့လူကြီးတွေဆိုသင်တန်းမသွားရကြဘူးလေ။အခုလူတွေပေါ်လာတာအဆင်ပြေတယ်။တမိလူလည်းလေ့လာခိုင်းရအောင်နော်။ဆက်ဆက်အခုရတဲ့အိမ်ပြန်ရောက်ပြီဆိုတော့ make up ဖြတ်မယ်။ ခြေတော်တောက်စီသွားလို့ရှိရင်တော့ AI ရဲ့ဝင်မယ်ပေါ့နော် AI ရဲ့ဝင်နေဆိုလို့ရှိရင်တော့တဲကဘာလို့လေးလောက်ထိုက်ရှိလဲဆိုတော့ G1S ရဲ့ online class ကစာလေးတွေပေါ့နော်သူက video file လေးဖြစ်တဲ့တော့တဲအဲ့လေးကိုနားထောင်ပြီးတော့အိတ်တာပိုများတယ်ဘာလို့လဲဆိုတော့ဒီတဏီကုန်လဲပြန်မှန်းထားတယ် စခရင်နဲ့ညလုံးပေါ့နော်စခရင်နဲ့ထပ်ပြီးတော့မထီတော့ဘူးညလုံးအနာပေးရဲ့အနေနဲ့ညာဘက်ဆိုလို့ရှိရင်တော့ GYS ကတဲ join ထားတဲ့မိစ္ဆာအတန်းက lesson လေးတွေပေါ့နော်နားထောင်ပြီးအိတ်တာများရယ်ပေါ့နော်အဲတလိုမျိုးမအားလိုက်တဲ့ခြားနေပြီးတော့ဘာသာရဲ့တမျိုးမျိုးလာခြင်းတဲ့သူတွေတော့ဆိုလို့ရှိရင် GYS online classes လေးကအရင်ဆင်ပြီးရယ်ပေါ့နော်ဒါဆိုလည်းအဲဒီပုံမှန်လုပ်တွေလုပ်တယ်တသက်ကြီးအချိန်တစ်နာရီနှစ်နာရီပေးပြီးတော့လေ့လာရမျိုးမဟုတ်ဘူးအဲတဲအားတဲ့အချိန်လေးမှာတဲ့ ခွက်စလေးဖြစ်ရယ်ပြီးတော့ဒီဆရာတင်ပြပေးထားတဲ့တင်ပေးထားတဲ့ဗီဒီယိုလေးတို့လေ့လာရယ်လေ့လာရယ်ဆိုတာလည်းတဲခါကြမိတ်ကပ်လိန်းနေခါမှာလည်းတဲဖွင့်မြော်နားထောင်နေပေါ့နော်အချိန်တိတိုင်ပေးစရာမလိုတဲ့အတွက်ဒါလေးတွေကတဲနားထဲမှာအမြန်ကြားနေရဲ့အတွက်တဲအတွက်ပို့ပြအဆင်ပြေရယ်ပေါ့နော်ပြီးရင်တဲမှတ်စရာလေးရှင်တဲ notes လေးမှတ်တယ်ပြီးတော့သူ့ရဲ့ခွက်စလေးတွေလည်းဝင်ဖြည့်လို့ရတာဖြစ်တဲ့အတွက် အရန်စင်ပြေပေါ့နော်တတိတတန်အချိန်ပေးကြမလို့ပဲနဲ့ကိုကိုဘာသာစကားတစ်ခုခုလေ့လာနေလို့ရရပေါ့နော်အဲ့တော့တဲလိုမျိုးတက်ချင်တဲ့သူဆိုလို့ရှိရင် GYS online classes လေးရှိပါတယ်တက်ထား page ကနေပြီးတော့လဲဒီထက်တဲပြောပြရထပ်ပို့ပြီးအသေးစိတ်ကိုဝင်ပြီးတော့လေ့လာလို့ရပါတယ်အဲဒီနေ့ blog လေးကတော့ဒီလောက်ပါပဲတဲ daily blog လေးကိုအားလုံးပဲသဘောကျမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် blog တွေကြမှာပဲပြန်ပြီးတော့တွေ့ပါမယ်ရှင်အားလုံးပဲတတား